တောင်ပြည်ပါမေလတလအတွင်းမွေရစေဝါရောင်းဝယ်၃ဆွဲသူ22ဦးနဲ့ဓမြတိုက်ဖိုးကြံစီသူ၃ဦးဖမ်းဆီးရမိထားပါတယ်။မွေရစေဝါရောင်းဝယ်၃ဆွဲသူ22ဦးကိုတောင်ပြည်ရဲ့တပ်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွေကဖမ်းဆီးရမိထားတာဖြစ်ပြီးကုခံမြို့နယ်ရဲတပ်ဖွဲ့က2ဦး၊မိုးကုံးမြို့နယ်ရဲတပ်ဖွဲ့က16ဦးနဲ့နမ်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က3ဦးဖမ်းဆီးရမိထားတာပါ။မေလအတွင်းတောင်ပြည်ရဲတပ်ဖွဲ့က ဖန်စီရမိတဲ့မြွေစေဝါရောင်းဝယ်သုံးဆွဲသူ22ဦးမှာရောင်းဝယ်သူ73ဦးနဲ့သုံးဆွဲသူ10ဦးဖြစ်ပါတယ်။ဓမြတိုက်ဖို့ကြံစီသူ3ဦးကိုတော့မိုးကုံမြို့မှာဖန်စီရမိတာဖြစ်ပြီးတော့မိမိတို့ဖျားဆဲဖ်တန်နယ်ရဲ့မိုးကုံမြို့နယ်အခြေဆိုင်တပ်မဟာနဲ့ဖြူဟာကနေဖန်စီရမိခဲတာဖြစ်ပါတယ်။ဓမြတိုက်ဖို့ကြံစီသူ3ဦးဟာမိုးကုံမြို့နယ်ကြက်ပြင်းကျေးရွာမင်းတရာရက်ွက်တဲကမြို့မြန်မာကုံဆောင်ဆိုင်နဲ့ကြောက်ဝါကျေးရွာအတွင်ကို ဓမြတိုက်ဖို့ကြံစီထားတာလို့ထွက်ဆိုထားပြီးရင်းနှုတ်စီကနေပောက်ကွဲစီတက်တဲ့လက်လုံလက်ပစ်ပုံးနဲ့လက်လုံလက်နဲ့တချို့တင်စီရမိခဲ့ပါရယ်တအားရဲတဲ့ဖွဲ့အနေနဲ့မြို့အလိုက်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအားကောင်းစေဖို့အတွက်ရှာတခင်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သက်ဆိုင်ရာရက်ကွက်ချေးရွာအလိုက်တာဝရှိတူတွေနဲ့ပူးပေါင်းပြီးမြို့ရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေအချိန်အဟုန်မြင့်လှုပ်ဆောင်နေပါရယ်တောင်ပြည့်အတွင်း ဖန်ဆီးရမိတဲ့မွေရစေဝါရောင်းဝယ်တုံးဆွဲတူတွေကိုမိမိတို့ဖျားဆပ်တဲ့နိုင်ကချက်မှတ်ထားတဲ့မွေရစေဝါတိုက်ဖြတ်ရေးအတိုင်းတောင်းပြည်ရဲ့တစ်ဖက်ကအမှုဖွဲ့အရေးယူတွားမှဖြစ်ပြီးထောင်နံနဲ့အတူအကျင့်စာရိတ္တပြုပြရေးစခန်းမှာအကျင့်စာရိတ္တတွေပြုပြင်ပေးတွားမှဖြစ်ပါလေရှင်ကျမရေဘောစမန့်ပါ